အခက်အခဲကတော့ဘောင်းဆုံးပဲဘောင်းဆုံးပဲပါတီအရင်တော့ကတော့အခက်က AMP ပေါ့ AMP ကျရခိုင်တမျိုးသားလုံးရဲ့အသေးအထက်နှလုံးထဲမှာရှိရဲ့ပါတီဒါမဲ့ဒီလက်လက်ကမ်ပတီပကနဲ့နိုင်ငံကြီးမတည်မငြိမ်မှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာရခိုင်ပြည်နယ်ရဲ့စေရေးပတီပကနဲ့နိုင်ငံကြီးအခင်းကျင်းတွေကလည်းကြီးကြီးမားမားကိုအခက်အခဲတွေနဲ့ လက်တော်ဖြစ်ရှင်လို့မရတဲ့ conflict တွေနဲ့ရင်ဆိုင်နေရတဲ့အခါကြောင်းလေမှုတွေဖြစ်သွားတာပေါ့လေအင်မီပါတီထဲမှာလည်းလူငယ်တွေလူကြီးတွေဆိုတာပါလာတဲ့အခါလူငယ်ကျွာလူငယ်တွေတွေ့ကြမယ်လူကြီးကျွာလည်းလူကြီးတွေတွေ့ကြမယ်အတွေ့အကြုံလုပ်တဲ့လူကအတွေ့အကြုံတို့တွေ့တွေ့ကြမယ်အတွေ့အကြုံရင်းတဲ့လူကအတွေ့အကြုံရင်းတို့တွေ့ကြမယ်နောက်တစ်ခါကြရင်တော့လေအာကြီးလာတဲ့ဖက်ကို လူတွေကပို့ပြီးတော့အလေးထားတာလဲရှိတတ်တယ်။ဒါပေမဲ့အားကြီးနေရဆိုတာဟာဘလောက်ထိအားကြီးနိုင်လဲဆိုပြီးတော့တွေးခေါ်စဉ်းစားတဲ့အတိုင်းဝိုင်းလည်းရှိရမှာပေါ့လေ။အခုတော့အမေတို့က PNP ပါတီနဲ့အဒီဆက်လက်ရည်ဒီခုဒီ ပါနိုင်ငံရေးပါတီမှာမှဝင်လေရဥပဒေအစ်ထုတ်လိုက်တဲ့အခါလက်လေရဒီကိုကျိုးကြတဲ့အခါအငယ်တို့ဟာပုံမှန်ခွင့်နဲ့မလိုမခင်ဖြစ်တဲ့သူပြီးတော့ပါတီကြောင်းခွင့်မရမရတဲ့အခါ EMB ပါတီပေါ်မှာတာရောရှင်ကြီးကြီးမားမားရှိတယ်။ဘာဖြစ်လို့ EMB ပါတီကပြည်သူ့ရဲ့ခိုင်ပြည်ရဲ့အလဲနှုံးထဲမှာရှိနေတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်ဒီပါတီကိုစွန့်ခွာလိုက်မယ်ဆိုတာ အချို့တွေအတွက်လည်းတော်တော်ကိုခံစားရမှာပေါ့လေအကေကတွေးပါတယ်တင်းပီပါတီတို့အရင်တော့ကခိုးကြောင်ခိုးရဲ့နိုင်ငံရေးလုပ်လာတယ်တက်ကတူចောင်းသားဘွားတို့ကပဲခိုးကြောင်ခိုးရဲ့နိုင်ငံရေးသမားဘွားကိုဘယ်လိုရောက်သွားမှမသိဘူးတက်ကတူမှာဆရာလုံးမဲ့တို့ယူပြန်ရရှိခဲ့ရတယ်အဲ့ခါခိုးကြောင်ခိုးရဲ့ပေါ့နာမည်88အရေးခင်နောက်ပိုင်းမှာ နိုင်ငံရေးပါတီတွေထောင်ခွင့်ရတဲ့အချိန်ကစပြီးတော့ပါတီထောင်လိုက်ဖျက်သိမ်းခံရလိုက်ပါတီထောင်လိုက်ဖျက်သိမ်းခံရလိုက်နဲ့သင်ပေါ်တက်လိုက်ကိုကြောင့်ခုပဲလောက်လိုက်သင်ပေါ်တက်လိုက်ကိုကြောင့်ခုပဲလောက်လိုက်နဲ့နိုင်ငံရေးပါတီနာမည်ကြီးနဲ့လက်သမတ်တင်မရှိပါဘူးအချိန်ဒီအလိုက်နိုင်ငံရေးပါတီနာမည်ကြီးပြောင်းပြီးတော့အငယ်တို့ပါတီထောင်ပြီးတော့ကြရဝင်နိုင်ငံရေးလုပ်တယ်လှုပ်လာခဲ့ကြရဲ့အငယ်ရဲ့ဟိုအတွေ့အကြုံရပါတယ် တိုင်းပြည်သူတွေအတွက်လုပ်လို့ကျင်နိုင်ငံရေးဆိုတာပြောဖို့လူကြီးလိုအပ်တယ်ကိုကြပြုခဲ့ဟိုဟိုလူကြီးလိုအပ်တယ်အဲ့လိုခံယူချက်အဲ့လိုယူကြည့်ချက်ရှိရတဲ့အတွက်ပါတီတည်ထောင်မဲ့လူကြီးလိုက်ရှာရှာရရှာရရှာရရှာအများကြီးရှာပါတီတည်ထောင်ဖို့ကနောက်တော့မိတ်ဆွေကြီးတည်ထောင်လို့တဲ့မိတ်ဆွေနဲ့တွေ့ကြတော့ ဟုတ်ပြီတို့ပါတီထောင်မယ်ဆိုလို့ရှိရင်ပတ်စံသိမ့်တရားဆရာမခဲလာဘူး။အလူလူတထောင်အင်းအောင်ဒီလောက်မျိုးဒီတောက်မျိုးလာဆိုလို့ရှိရင်ရင်းတို့ကလူဥတောင်းလောက်ဒီဆောင်လောက်နေခဲ့တဲ့မျိုးပါ။ဘယ်နဲ့ထောင်တောင်ရှိသေးဘူး။စက်တည်ပြပေါ့လေအဲ့လိုခခဲခဲမှာဒီစားဒီမှာလည်းခဲခဲကြီးရှိတော့ဒီလူအင်းအားဒီကိုစုဆောင်ပြင်ပြနိုင်ဖို့တော်တော်လေးခဲခဲရှိခဲ့ပါရဲ့။နောက်ပြီးတော့ခိုင်ပြင်းနေမှာ တယ်လီဖုန်းလေလိုင်းသိမကောင်းလှပါဘူးမအောင်မျိုးဆိုလုံးဝမရဘူးအခုတရက်ညလောက်ပဲရှိသေးတယ်တယ်လီဖုန်းလိုင်းရအင်တာနက်ဆိုတာခရီးတွေပြောနေပြောရင် no ပေါ့အဲ့လိုချင်းနေမျိုးပါအဲဒီလိုပါတီတစ်ခုဒီတောင်ဖို့ရှောက်တဲ့အဟိုသူတို့ပါတီတီတောင်ခွဲပေးလိုက်တယ်ပြလိုက်ပြီးတော့လိုအပ်ချက်တွေတင်ပြခိုင်းတော့လေ လုံလောက်ဗီဒီယိုခက်ကကြိုးစားပြင်ပြနိုင်ခဲ့တဲ့လူကြောင့်တရားဝင်နိုင်ငံရေးပါတီဖြစ်တဲ့သူတို့ဒီမှာပြုလိုက်ပြုလိုက်တဲ့အတွက်ကြောင့်ကိုယူကပွဲပါတီထောင်တယ်ဆိုတော့ပွဲဟိုယူကပွဲကော်မရှင်မှာမှတ်ပုံတင်ရတယ်ဒီမှတ်ပုံတော့ပါတီထောင်တယ်ဆိုတော့ယူကပွဲဝင်ဖို့ပဲလို့အကဲအမြဲတမ်းပြောကြည့်ပြောတာရှိပါတယ်ယူကပွဲဝင်လိုက်မှပြည်သူတွေကရွေးချယ်တဲ့ကိုယ်တိုင်ကြီးပြီးတော့ပြည်သူတွေကိုရဲ့ဝေချပြုမှုမင်းတိတ်ကိုရမယ်အဲ့ခါမှပြည်သူတွေရဲ့ပုံစံ တဲ့အနေနဲ့ပြောပြောနိုင်အဲ့လိုရွေရက်တွေနဲ့ပါတီဆောင်လိုက်တော့ကိုချန်ပီယံမှာတော့လို့ရှိရင်သူ့မျိုးနဲ့ဒီကောက်ပဲလုပ်မယ်တစ်တွေရဲ့ကြောက်ကူရဲ့မအောင်ရဲ့အဲဒီနေရာရဲ့နောက်ပြီးတော့အန်းရဲ့တန်တွဲရဲ့ဝါရဲ့တောင်ကုတ်ရဲ့နောက်ထပ်လေးမျိုးနဲ့ပါလေယူကောက်ပဲလုပ်မယ်ပြီးတော့ပြင်ရလိုက်တဲ့အခါအဲ့ နေဒီအတွက်ပါကိုကျော်လောက်နေတင်ပါရှိတော့လေတင်ပြထားတာရှိပါဘူးလို့လုံးလိုက်သေးသူမျိုးလည်းပေါ့ဝင်ရောက်ရှင်ပြန်ကိုတင်နေလောက်ထားပါကိုကျော်ရေးတဲ့ရှိပါဒါမဲ့မဲပြီးမဲ့ပြည်သူဒီအငယ်တို့ဒီကောက်ပွဲလုပ်တဲ့နေရာမှာအလုံးနေပါနေကြပါ